ရုရှားကအဆိုပြုခဲ့တဲ့၃ရက်ကြာပြည်ခရဲ့ဆဲရဲကာလမစတင်ခင်ရုရှားရဲ့ယူကရိန်းမှာလေကြောင်းတိုက်ခိုက်မှုအရှင်မြတ်လှုပ်ဆောင်ခဲ့ကြပါတယ်။မေလ9ရက်နေ့တုန်းကယူကရိန်းရဲ့ drone တိုက်ခိုက်မှုတွေကြောင့်ရုရှားနိုင်ငံမော်စကိုမြို့နယ်အနှံကလေဆိပ်တွေပိတ်ထားခဲ့ရပြီးယူကရိန်းရဲ့မြို့တော်ကီယက်မှာလည်းရုရှားဖောက်ခွေရေး drone တွေထိမှန်ရာကနေအနည်းဆုံးလူနှုတ်ဦးသေဆုံးခဲ့ပါတယ်။ဒုတိယကမ္ဘာစစ်မှာနာစီဂျာမနီကိုအနိုင်ရခဲ့တဲ့အထိမ်းအမှတ်ဖြစ်ရုရှားမှာကျင်းပတဲ့အောက်ပွဲနေ့အခမ်းအနားအတွက် တုံးရက်သားအပြစ်ခရရဆဲထားဖို့ရုရှားသမ္မတဗလာဒီမာပူတင်ကကြေညာခဲ့ပြီးအဲ့ဒီမတိုင်ခင်မှာနှစ်ဖက်စလုံးကတိုက်ခိုက်မှုတွေအရှိန်မြင့်ခဲ့တာပဲဖြစ်ပါတယ်။ရုရှားကအဆိုပြုထားတဲ့တုံးရက်ကြာအပြစ်ခရရဆဲရေးကာလဟာမေလ၈ရက်မှာစတင်အသက်ဝင်ပေမဲ့ရုရှားကိုယ်တိုင်ကချိုးဖောက်ပြီးတိုက်ခိုက်မှုတွေဆက်လက်လုပ်ဆောင်နေရလို့ယူကရိန်းဘက်ကစွပ်စွဲပါတယ်။ရုရှားကမေလ၆ရက်နဲ့9ရက်နေ့တွေမှာယူကရိန်းဒရုန်းတွေကြောင့်မော်စကိုမြို့တော်ရဲ့လေကြောင်းထိန်းချုပ်ရေးကဏ္ဍမှာရှုပ်ထွေးမှုဖြစ်ပေါ်ပြီးလေဆိပ်တွေရယူပိတ်ခဲ့ရပေမဲ့ တကြီးမမထိခိုက်မှုတော့မရှိဘူးလို့ပြောပါတယ်။ယူကရိန်းကတော့မော်စကိုနားမှာရှိတဲ့ Krasno Armet ဒေသမှာရုရှားရဲ့လက်နက်စက်ရုံတစ်ခုကို drone နဲ့အသုံးပြုတိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်းကြေညာခဲ့ပါတယ်။အမေရိကန်အစိုးရဟာရုရှားနဲ့ယူကရိန်းကြားရပ်ပေါင်း30ခန့်အုပ်အဆင့်အပြည့်ခန့်ရစဲရဲအတွက်ဂျားဝယ်ညှိနှိုင်းပေးနေပေမဲ့ပူတင်ကတော့သုံးရက်ပဲအပြည့်ရမဲ့သဘောထားကိုကြေညာခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့လတုန်းကလည်းရုရှားဟာ Easter ဘွဲတော်ကာလအတွက်တရက်ကြာအပြည့်ရကြောင်းထုတ်ပြန်ခဲ့မှုပါတယ်။ အဲ့ဒါကလည်းသဘောတူညီချက်ကိုချိုးဖောက်တယ်လို့နှစ်ဖက်အပြန်အလှန်ဆက်ဆဲမှုတွေရှိခဲ့ပြီးတပ်တန်းမတိုးနိုင်ပဲရုရှားနဲ့ယူကရိန်းကြားတိုက်ခိုက်မှုတွေပြန်လည်စတင်နေတာဖြစ်ပါရဲ့ရှင်